လန်းဆောင်မှာတော့ចောင်းသူတွေကိုနိုင်စားတယ်လို့သတင်းထွက်နေတယ်။ပမောခတရာယာဒုကချက်ခံရပြီးမြို့ငယ်လေးကိုပြောင်းလာခဲ့ပါတယ်။အဲဒီညမှာတော့ဒေါ်ဟီဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပြီးပြဿနာတွေအစာဖြစ်လာခဲ့ပါတယ်။ပမောခုကက်ကူကတော့ဒီမှာအသက်ကြီးတဲ့အဖိုးဘော်တွေကိုစာရင်းတွေကိုတင်ပြပေးဖို့ရောက်လာခဲ့ပါတယ်။စာရင်းရယ်ဆိုတာအသက်ကြီးတဲ့သူတွေနဲ့မကိုက်ညီပဲချစ်တတ်တဲ့စိတ်မျိုးလည်းရှိနေဖို့ကြောင့်ပြောတော့အဖိုးဘော်တွေကဒီအသက်ရွယ်နဲ့သူ့စကားကြောင့်ရင်နေခဲ့ပါတယ်။ အဲနောက်မှာတော့ဒေါ်ဟီကဈေးဝယ်နေခဲ့ပြီးစကားမပြောနိုင်တဲ့ဒေါ်ဟီအမိကလာဂျိုနေခဲ့ပါတယ်။နောက်တနည်းမနဲ့မှာတော့ဘာမုတ်ခုနဲ့ဒေါ်ကီတို့ပန်းချင်မှာမလို့ဆောင်းတွေ့ကြရင်စကားပြောမိကရင်းနှီးသွားကြရင်ဘာမုတ်ခုရဲ့အထက်မှာတက်ဖို့ဖြစ်လာပါတယ်။ဒေါ်ဟီတို့မြို့မှာကတန်တန်ပြပြမသိမရှိတာကြောင့်ရုပ်ဖြောင်းတဲ့ဘာမုတ်ခုကိုဆက်ရိုက်လာခဲ့ပါတယ်။အဲနောက်မှာတော့ဟာကီယိုထံကိုဆိုးမတငယ်ချင်းဖြစ်သူကဖုန်းဆက်လာပြီးအပြစ်သတ်တည်ပြနိုင်ဖို့စူးစောင်းနေလို့ခဏလောက်သီးခတ်နေဖို့ကိုပြောနေခဲ့ပါတယ်။ တစ်ဖက်မှာတော့ဒေါဂီတယောက်ကဘောင်မော့ကူကိုစိတ်ကူးရင်းနေခဲ့ပါတယ်။တရက်မှာတော့ဒေါဂီလောက်လောက်တဲ့နေရာမှာဘောင်မော့ကူနဲ့တွေ့ဆုံပြီးဒီနေရာကိုပြင်းလို့လာတာမဟုတ်ဘဲနဲ့အထီးကျန်နေပုံရတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘောင်မော့ကူတောင်းနေတဲ့ရက်ဘူးလေးကိုခဏတောင်းတောက်ကြည့်ပြီးခားတယ်လို့ပြောခဲ့တာကြောင့်အရက်မတောက်တတ်တာလားလို့မေးလိုက်တဲ့ခါမှာတော့တောက်နိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်။ညဘက်မှာတော့အရက်ဆိုင်ကိုတစ်ခါတည်းရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒီမြို့ကိုဘာလို့လာလဲလို့ဒေါဂီကမေးလိုက်တော့ သူမမားတဲ့ကိစ္စအတွက်ဒီကိုရောက်လာတာလို့ပြောပြီးသူ့ကိုယုံကြည်ပေးတဲ့ဒေါ်ကြီးကိုဂျေဆုတရင်စာကပြောနေတော့ရုတ်တရက်အဖုံးကဝင်လာခဲ့ပါတယ်။ပေါမုတ်ခုရဲ့သမီးကဖုန်းဆက်တာဖြစ်ပြီးအဖေဘရော့ပြန်လာမှလဲလို့မေးလိုက်တော့ဒေါ်ကြီးရဲ့ရှင်းပါတယ်ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ပြန်ကြဖို့ပြောပေါမုတ်ခုကသူ့ရဲ့မိမကအိမ်ပြန်လာရင်အရက်တောက်တာမကြိုက်တဲ့အကြောင်းပြောတော့မနေ့မှပြန်ဖို့ဒေါ်ကြီးကပြောလိုက်ပါတယ်။ပေါမုတ်ခုလည်း ID ခံကကားပေါ်တက်သွားပြီးမကြရင်ပြန်ဆင်းလာခဲ့ပြီးဒေါ်ကြီးကိုအခန်းထဲခေါ်သွားကအဲဒီနောက်ကိုတော့အတူတူဖြတ်တန်းလိုက်ပါတယ်။ တစ်ဖက်မှာတော့ဗမခုရဲ့ဇနီးကတော့ကျမရဲ့မကောင်းတဲ့ပုံရပြီးတမိပြစ်သူကိုအဖေဒီနေ့မလာဘူးမလားလို့မေးလိုက်တော့မားလို့မလာတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်အမေကတော့နေတဲ့နေရာမှာတော့နင့်ဖေနဲ့တပုံစံနဲ့ပဲလို့ပြန်ပြောလိုက်ပါတယ်နောက်တနေ့ညမှာလည်းမစားဘူးတဲ့အသေးကိုစားမိတဲ့ဒေါဂီတယောက်ကတော့ညဘက်ကြီးကစားခွင့်ရဲ့ရဟတ်ပုံမှာတော့ထူးခြားစံပြစွာအသေးစမ်းတွေလုပ်နေကြပါတယ်ဒါကိုတော့ညစောက်ကမြင်သွားပြီးတရက်ကလုံးပြန်သွားကဒေါဟီရဲ့အမေလည်းတီသွားခဲ့ပါတယ်ဒေါဟီကတော့အင်ကိုတော့မပြန်တော့ဗမခုရဲ့ရတာကိုတွေ့နေခဲ့ပါတယ် တရက်မှာတော့သူတို့နှစ်ယောက်ရှောက်လေကြပြီးဒေါဟီကိုဖမ်းတဲ့နဲ့ပုံတို့ပကြီးလေးပေးခဲ့ပါတယ်အမေဖြစ်သူကတော့စောင့်နေခဲ့ပေမဲ့ပြန်မလာခဲ့ပါဘူးဒီလိုနဲ့တနေ့မှာတော့စားပြီးတော့ပြီးမနေ့ခင်းလေးမှာဆိုကတန်ငယ်ချင်းထံမှာဖုံးဝင်လာပြီးတတင်းကောင်းရှိလို့တွေ့ကြဖို့ချိန်လိုက်ပါတယ်တန်ငယ်ချင်းကတော့သူ့ရဲ့ကိစ္စမှာတက်တည်ပြနိုင်လို့အောင်မင်လာဆိုကိုပြန်လို့ရမယ်ပြောနေတဲ့အချိန်ဒေါဟီကတော့ညစာကိုပြင်ဆင်စောင့်နေရကနေနောက်ကြတော့ပြန်သွားခဲ့ပါတယ် နောက်တစ်နေ့မနက်မှာတော့ဗမောကုစိုးကိုပြန်မဲ့အကြောင်းကိုသိသွားပြီးဒေါဂီကသူ့မှာကိုဝင်ရှိနေတဲ့အကြောင်းကိုပြောလိုက်တော့ဖြတ်ချဖို့စည်းရုံကိုပို့ပေးလိုက်ပြီးပြန်ဆက်သွယ်မယ်လို့ပြောကစိုးကိုပြန်ခဲ့လိုက်ပါတယ်။အိမ်မှာတော့ဇနီးပြည်သူကစောင့်နေပြီးတကယ်တော့ဇနီးကဗမောကုရဲ့အကြောင်းသူတွေပါမချဖောက်ပြန်နေတာကိုသိပြီးစိတ်ကြယောဂါခံစားနေရပါ။အဲနောက်မှာတော့တပ်ဖို့စည်းပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဒေါဂီကစိုးကိုလိုက်လာပြီးဗမောကုကိုတွေးလိုက်ပေမဲ့ပြန်လိုက်လာမယ်လို့ပြောပြီးပြန်လွတ်လိုက်ပါတယ်။ ဒေါဂီကတော့အကူစရာမရှိတော့အမေအိမ်ကိုပြန်သွားခဲ့ပြီးရပ်ဘက်မှာတော့ငါးကြော်နေတော့ဘမခုရောက်လာတာကြောင့်ဖြောပြီးပြစ်ဖြတ်လိုက်ပေမဲ့သူထင်သားသလိုမဟုတ်ပဲပတ်စံဘေးကဆက်တွေဖြတ်ဖို့ပြောလာပါတယ်အဲနောက်မှာတော့ဒေါဟီကပတ်စံလိုချင်တာမဟုတ်ဘူးလို့ပြောလိုက်ပြီးဖတ်လိုက်ပြင်မယ်တွန်းထုတ်လိုက်တာကြောင့်လဲကျသွားပါတယ်တစ်ဖက်မှာတော့ငါးကျော်ဝူကြီးကိုဒီတိုင်းထားခဲ့တာကြောင့်လက်ကန်နဲ့မီးလောင်ခဲ့ပြီးအမေချန်ခဲ့တာကြောင့်ဒေါဟီတယောက်အိမ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်အဲနောက်မှာတော့သမီးထံမှာဖုန်းဝင်လာပြီးပြန်လာဖို့ပြောနေခဲ့တာကြောင့်မီးလောင်နေတာကိုပြစ်ထားပြီးပြန်ရောက်လာခဲ့ပါတယ် ။အင်ကိုမြောက်တဲ့အခါမှာတော့ဇနီးပြစ်သူကအခန်းထဲမှာသူ့ကိုယ်သူဆုံးစီရင်လိုက်ပါပြီ။သူ့ရဲ့အကြောင်းတွေကိုစောက်ထုတ်ရင်ချင်းနဲ့ကြောင်မှာတော့အောင်မြင်တဲ့စာရေးဆရာဖြစ်လာခဲ့တာနဲ့အတူသူ့ရဲ့မျက်လုံးကလည်းအမြင်အာရုံတစ်ဖြစ်ဖြစ်ဝေဝါးလာခဲ့ပါတယ်။ဇနီးပြစ်သူကတော့အရွယ်ရောက်လာပြီးသူ့ရဲ့ကံစမဆိုးကလာရှာခဲ့ပါပြီ။အဲ့သူကတော့ဒေါကီပါ။အမြင်ဒီဝေဝါးလာတော့စောက်လည်းထပ်မထုတ်နိုင်တော့ပဲ။တကယ်ချင်းရဲ့အတူရှယ်ယာလောက်ထားတဲ့ကုမ္ပဏီကလည်းတကယ်ချင်းလွဲသုံးသားလုပ်ခဲ့တာကြောင့်စီးပွားရေးအဆင်မပြေကသတိပေးစာတွေပါအင်ကိုရောက်လာခဲ့ပါတယ် တရက်မှာတော့ပမောကူတယောက်လည်းရှိနေတဲ့အချိန်တမိပြည်သူချောင်းကြီးတို့ကဘေးကမ်းမှာမင်းကလေးတယောက်ကပန်ကိတ်လာဖို့ပြီးခဲ့ပါတယ်။အဲသူကတော့ဒေါ်ကြီးဖြစ်ပြီးမျက်စိမမြင်ရတာကြောင့်ဘသူမှမသိနေခဲ့ပါဘူး။သူ့ကိုယ်သူတော့ဆယ်ချောင်းလို့ပြောလိုက်ပြီးပမောကူကိုသဘောကျရဲ့ပြည့်တက်တယောက်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့နေ့တိုင်းဝှထွက်လာပြီးရင်းကြီးလာတဲ့နောက်မှာတော့သူတိတဲ့မျက်စိဆောင်ဝင်တဲ့မိတ်ဆက်ပေးကခွဲစိတ်ကများတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။အပြည့်ပြည့်နဲ့သူတို့နှစ်ယောက်ရဲ့ဆက်စပ်ရေးကိုချောင်းကြီးကသဘောမကျလာတဲ့အရေးအယံပေါ်လာခဲ့ပါတယ်။ အဲနောက်မှာတော့ဟက်ကျူကကက်ဆီနိုမှာခွဲစိတ်ကချာဖို့သွားခိုင်းလိုက်ပြီးဒေါ်ကြီးရဲ့ခွင်ထဲကိုရောက်လာကလူမိုက်တွေနဲ့ပေါင်းပြီးအတိုးကြီးကြီးနဲ့အကျွေးစာချုပ်ချုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့ချောင်ကြီးကအဖေဖြစ်သူရဲ့အခန်းကိုရှာဖွေခဲ့ပြီးဒေါ်ကြီးရဲ့ပုံလေးကိုတွေ့သားခဲ့ကပြောင်းလာတဲ့အခါမှာတော့အဖေနဲ့လက်ထပ်မှာလားလို့မေးလိုက်ပါတယ်။ဒေါ်ကြီးကတော့ငင်းလိုက်ပြီးအဲညမှာတော့ဒေါ်ကြီးတို့ဆက်ဆံနေတာကိုချောင်ကြီးကမြင်သွားခဲ့ပါတယ်။တရက်မှာတော့အကျွေးချိရတဲ့လူမိုက်တွေရောက်လာပြီးရက်ပြစ်သွားပြီးဖြစ်လို့သမီးဖြစ်သူချောင်ကြီးကိုဂျပန်ကတတိယတယောက်တန်းပေးရောင်းစားမဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ ဒါပေမဲ့ပမောခုကတော့တမိပစ်သူကိုမထီးဖို့နဲ့သူ့ရဲ့ကြောက်ကက်ကိုရောင်းပြီးအကျွေးကိုဆက်ပေးမယ့်အကြောင်းကိုပြောခဲ့ပေမဲ့လက်မခံပဲဒေါ်ဟီးနဲ့ပေါင်းထားတဲ့လူမိုက်တွေကချောင်းယူကိုရောင်းတဲ့စာချုပ်ချုပ်ပြီးအတင်းယူသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ချောင်းယူကိုတင်မော့ဘော်ခေါ်သွားကဒေါ်ဟီးရဲ့တရုတ်မှန်ကိုတည်သွားခဲ့ပါတယ်။၆လကြာမှာတော့ဒေါ်ဟီးကသူ့ရဲ့လက်စားချက်မှုတွေကိုကြည်ကြည်နဲ့နေခဲ့ပြီးပမောခုတွေကိုအမိုက်တွေထဲကတောက်စီခဲ့ပါတယ်။အဲဒီနောက်မှာတော့ တနေ့ဗမောခုကိုရေချိုးပေးနေတော့တော်ဟီကသူ့မှာလည်းသမီးတယောက်ရှိခဲ့ပြီးလူရုံမှာကြောင်းတည်သွားခဲ့တဲ့အကြောင်းကိုပြောနေတော့တော်ဟီမန့်ကိုရိပ်မိသွားပြီးဗမောခုကလည်းဝမ်းနည်းနေခဲ့ပါတယ်တော်ဟီကတော့လက်စားချေခွင့်တွေရနေခဲ့ပေမဲ့ဗမောခုကိုတကယ်ချက်ခဲ့တာကြောင့်သူ့ပုံစံကိုကြည့်ကမျက်ရည်ချဝမ်းနည်းနေခဲ့ပါတယ်အဲဒီနောက်မှာတော့ဗမောခုလည်းသူ့တမျက်စိပြင်ပြင်ရရင်မင်းကိုလက်ထပ်မယ်လို့ပြောနေခဲ့ရင်အပြင်ကိုလမ်းလျှောက်တတ်ဖို့ပြောလိုက်ပါတယ်လမ်းလျှောက်နေတော့မှတော့ချောင်ကြီးပြန်ရောက်လာပြီးအမလှုပ်ပေးတဲ့ဘန်ကိတ်လေးစားခြင်းတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ အဖေကိုကလေးစားချေဖို့လုပ်ခဲ့တဲ့အတိုင်းသူလည်းအမောက်ကိုပြန်လုပ်မယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂျပန်ဘိုးတော်ကြီးရောက်လာပြီးချောင်းရီးခိုင်းတဲ့အတိုင်းသူ့ဖေရဲ့မျက်လုံးအတွက်ဒေါခီရဲ့မျက်လုံးနဲ့ပြန်လဲဖို့ဖမ်းခေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆေးရုံမှာဘာမှမသိတဲ့ဘာမို့ခုကသူ့အမအရတာတောင်းပန်ပြီးမျက်စိပြန်မြင်ရခဲ့ရင်ဒေါဟီကိုလက်ထပ်ဖို့ပြောနေခဲ့ပါတယ်။ဒေါဟီကတော့ဝမ်းနေနေခဲ့ရင်နောက်ဆုံးမှာတော့ဒေါဟီရဲ့မျက်ကြည်လာနဲ့ဘာမို့ခုကပြန်မြင်ရပြီးဒေါဟီရဲ့ဘေးမှာလက်ကလေးကရင်ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ကလေးသားခြေပင်ပဲမပြောခဲ့ရတဲ့တော်ကြီးကပဲတနာစရာကောင်းလားဆိုတော့ကိုဖြေသွားပေးကြပါဦးခင်ဗျ။နောက်ထပ်လည်းဗီဒီယိုသစ်တွေတင်ဆက်ပါဦးမယ်။